ဟုတ်ကဲ့မင်္ဂလာပါဖုံဖုံတပည့်တော်ဗုဒ္ဓဘာသာမှာမင်္ဂလာတရား38ပါးရှိရပေါ့အဲအဲ့တော့မှပထမဆုံးတရားဖြစ်တဲ့အတေဝလာစဘာလာနံဆိုတဲ့တရားမင်္ဂလာတရားရဲ့အဓိပ္ပာယ်လေးကိုသိကျင်လို့ရောက်တာပါဖုံဖုံဟုတ်ကဲ့ဒီအတေဝနာစဘာလာနံဆိုတဲ့မင်္ဂလာတရားရဲ့အဓိပ္ပာယ်ကတော့ဝိဇင်းတို့လူမိုက်နဲ့မပေါင်းတင်နေတဲ့ အဲဒီညမှာကဘာလအစီဆိုတဲ့အတိတ်ကပါလဲပေါ့နော်ဒီဥစ္စာလေးကအရေးကြီးပါတယ်။ဘာဆိုတာတော့နှစ်မျိုးကိုရပြီးတော့လဆိုတာတော့ဖြစ်စီရင်းပေါ့။အဲတော့ဘာဆိုတာကမိမိအကျိုးစီးပွားသူတို့ဘာအကျိုးစီးပွားတွေကိုဖြစ်စီရင်းပါလူမိုက်ပါပဲ။ပြီးတော့ပိစုတ်ပံရဲ့အကျိုးစီးပွားတွေအနာဂတ်အကျိုးစီးပွားတွေဒါတွေကိုလည်းဖြစ်စီးတာ လူမိုက်ပါပဲ။အဲတော့ ဘာလနာရေးဆိုတော့မိမိကိုလည်းပြန်ဆန်းစစ်ရမှာပါမိမိကောမိမိရဲ့အကျိုးပျက်စီးရပျက်စီးကြောင်းကြီးမိမိဝန်းကျင်မိမိနိုင်ငံကြီးပျက်စီးရပျက်စီးကြောင်းကြီးလုံနေသလားပေါ့လုံနေရင်မိမိကိုယ်တိုင်လည်းလူမိုက်ဖြစ်မှာပါပဲဒါကြောင့်မလို့ဒီမိုက်စီတဲ့အကြောင်းတရားတွေကိုမိမိကလည်းပဲရှောင်ရမှာပါပဲဒီတော့မှမိမိကမင်္ဂလာရှိတဲ့လူဖြစ်မှာပါပြီးတော့ခုနကပြောခဲ့တဲ့ မိမိအကျိုးစီးပါသူတစ်ပါးအကျိုးစီးပါတွေဖြစ်စည်းနေတဲ့စစ်စုပ်ပန်းအကျိုးစီးပါအနာဂတ်အကျိုးစီးပါတွေကိုဖြစ်စည်းနေတဲ့လူမိုက်တွေနဲ့ပေါင်းရင်သူတို့စီကအမှုအကျင့်တွေကိုစီကူးလာမယ်ပြီးရင်သူတို့ကိုအဲ့ဒီလုပ်ရက်တွေကိုအမှန်လို့ထင်ပြီးမိမိကလိုက်လုံမိမယ်ဒါကြောင့်မလို့ဒီဥစ္စာတွေကိုတော့မပေါင်းနဲ့ပေါင်းနေဟေးဆိုလို့ရှိရင်မိမိဟာမင်္ဂလာတရားတွေကိုဖြစ်စည်းနေခြင်းဖြစ်တယ်အဲ့တော့မင်္ဂလာတရားရေးဆိုတာလေ ဦးဇင်းတို့ဒါပေတံကရှိပြီးသားပါမင်္ဂံပါပန်စိတ်တည်တည်လူနာတည်တည်မင်္ဂလာဆိုတဲ့အတိုင်းမကောင်းတဲ့တရားတွေမကောင်းတဲ့အကုသိုလ်တွေအကြံအစီတွေအပြုတ်အမှုတွေအားလုံးကိုပြုလုပ်နေခြင်းကနေပြီးတော့ရှောင်ကျင်တာပေါ့နော်အဲ့ဒီမကောင်းတာတွေကိုမလုပ်ဘူးနော်အဲ့ဒီကောင်းတာတွေမိမိတို့ပြုလုပ်နေတာဒါဟာမင်္ဂလာတရားပဲဒါကြောင့်မလို့ကိုယ့်ရဲ့ကာယကံကိုယ့်ရဲ့ဝစီကံကိုယ့်ရဲ့မနောကံတွေဟာမိမိတို့ဟာ အစ္စုတ်ပံဂျိုးစီဘွားနာဂအဂျိုးစီဘွားဒါတွေကိုတိုးတက်ဖွံ့ဖြိုးဖို့လုပ်နေသလားဖြက်စည်းဖို့ဖြစ်နေသလားဒါကိုအမြဲတမ်းချိန်ဆရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မင်္ဂလာတရားဟေ့ဆိုတာခုနပြောခဲ့တဲ့အစာဦးဆုံးထားတဲ့အတိဝနာစာပါဠိနဲ့ဟေ့ဆိုတာကိုကိုတိုင်ကလူမိုက်ဖြစ်နေရင်နောက်ကကျန်တဲ့38ပါတော့ဝိဇင်းတို့မင်္ဂလာတရားတွေကိုလည်းသူကဖြက်စည်းနေမိမှာပါပဲ။ဒါကြောင့်ပါဠိနာဟေ့ဆိုတာမိမိရဲ့ရင်ထဲနဲ့မှာ ခုနပြောခဲ့တဲ့အမိုက်ဓာတ်တွေရှိရင်ဖယ်ရှားလောကကြီးရဲ့ဝင်းကျင်မှာလည်းပဲလူမိုက်တွေရှိနေတယ်ဆိုသူတို့ကမပေါင်းနဲ့သူတို့ကိုလည်းပဲမိမိတို့ကဖယ်ရှားနိုင်အောင်အထောက်ရမယ်တို့မဟုတ်ဘူးဆိုလို့ရှိရင်ဒီလူမိုက်တွေရဲ့အန္တရာယ်ကြရောက်နေမှာပဲဒါကြောင့်မလို့လောကကြီးမှာဟဲ့ဆိုရင်လည်းတခြားတခြားတို့ဥရောပအစရှိတဲ့ပြည်နိုင်ငံတွေမှာသူတို့နိုင်ငံကိုဖျက်ဆီးကြတဲ့လူမိုက်ပါလာဆိုတဲ့เนาะအာနာရှင်ကြီးတွေကိုသူတို့ဖယ်ရှားလိုက်နိုင်တဲ့အခါမှာ စနစ်ကောင်းနေနဲ့သူတို့တိုင်းပြည်ကကောင်းမွန်လာတာပါပဲ။ဝင်းစင်းတို့ရဲ့နိုင်ငံမှာတော့ဥနေဝင်လက်ထက်ကနေစပြီးယနေ့တဲ့အထိမင်းအောင်နိုင်ထိအင်မတန်မှမိုက်မဲတဲ့နော်လောကကြီးရဲ့အကျိုးစီးပွားတွေနိုင်ငံရဲ့အကျိုးစီးပွားတွေအားလုံးကိုဖျက်ဆီးနေတဲ့နေဝင်းတို့စာကြည့်တဲ့ဖြင့်ယနေ့မင်းအောင်နိုင်ထိကိုဥစင်းတို့ကမဖယ်ရှားနိုင်တဲ့အတွက်ကြောင့်ဒီလူမိုက်တွေပေးတဲ့အန္တရာယ်ကြောက်ရွံ့ပြီးတော့ဥစင်းတို့နိုင်ငံကြီးဟာမင်္ဂလာမရှိတဲ့အတိုင်းကြီးဖြစ်နေရတာပါပဲ။ဒါကြောင့်မလို့အတိဝနာစပါဠိနဲ့ဟေ့ဆိုတာ မိမိရင်ထဲကမိုက်စေတဲ့လူမိုက်တက်တွေကိုလည်းဖယ်ရှားမှာဖြစ်တယ်လို့ခုနပြခဲ့တဲ့လူမိုက်ကိုလည်းမပောင်းနဲ့အဲ့ဒီလူမိုက်တွေကိုလည်းမိမိတို့ကဖယ်ရှားနိုင်အောင်အားထုတ်နိုင်မှမိမိလည်းမင်္ဂလာရှိမယ်မိမိနိုင်ငံလည်းမင်္ဂလာရှိမှာဖြစ်ပါတယ်